အဲကျွန်တော်ကသူ့ရဲ့ကလေးဘွားတွေကကျွန်တော်ကခင်မင်ခဲ့တဲ့လူတွေပေါ့နော်ပြီးတော့ Nevres Studio ဆိုတာကျွန်တော်ရဲ့ဒုတိယအိမ်ပါပဲကျွန်တော်လူပြိုဘွားတွေက Nevres Studio မှာနေခဲ့တယ်အဲ့ဒီအိမ်ပေါ်မှာ Matrix Zero အိမ်ဆိုတော့ Matrix Zero Harmony လိုက်တာလဲအဲ့လောက်ကြီးအရင်ကြီး professional ပေါ့နော်မြန်မာ idol တွေပါမပါသေးတဲ့အချိန်မှာကျွန်တော်တို့ကမိသားစုလိုနေခဲ့တဲ့လူတွေပါကိုထွန်းကဟိုဘက်မှာနေတယ် ပိုက်ဟိုကိုယ်ထုံး drum တီးတဲ့ကိုယ်ထုံးကအဲ့အိမ်ရဲ့အပေါ်တက်ဒီဘက်ချမ်းမှနေတယ်အပေါ်တက်တက်တက်မှာ matrix ကြီးတို့အိမ်ရှိတယ်ဆို matrix ရဲ့ဒါအကြီးဆုံးကအထင်တော်ပါဆိုတော့အကူကဒီကလေးကိုအကူတို့ငယ်လေးတွေကစောက်ရှောက်ခဲ့တဲ့ကလေးပေါ့နော်ဆိုလို့ပြောလို့ရလို့စိတ်မကောင်းဖြစ်တာပါဟိုလိုမျိုးကြီးအဆိုတော့စင်မလဲကြွားလို့ဟိုဆွေမျိုးဆက်တာတော့မဟုတ်ပါဘူးအမှန်တမ်းပြောရင်ပေါ့နော်ဒီကလေးကလည်းတကယ်ပြောရင်ကွာအရင်တော့မီဒီယာတွေမှာ ဟိုခက်ရိုက်ပြောမယ်ပေါ့လို့ပဲဆိုဆိုတဲ့လူတွေတော့လူမသိပါဘူးသဘောပါလားဟိုပါလဲဆယ်လီတွေပေါ့နော်ညတိညပတ်တွေလှုပ်ပေါက်တက်ကြရလှုပ်ပြီးတက်လာတဲ့ဆယ်လီတွေကအားပေးကြတာလေဒီကလေးတွေရဲ့အမှုပညာဘယ်သူကစင်မြင့်မော်တင်တာတွေ့ဘူးလို့လေနော်ဒီကလေးရဲ့စိတ်ရှိုးတွေဘယ်သူကြည့်တာတွေ့ဘူးလို့လဲခုနပြောသူဆယ်လီတွေပတ်စံနေမတရားယူပေါ့လို့ပဲဆိုလှုပ်ပြီးတော့ဟိုပြောလူမိုက်တွေလိုဟာနေရလဲအကုန်စင်မြင့်မော်တက်တဲ့အချိန်မှာဒီကလေးတွေဟာ ဟိုလက်လူရှုခံရတဲ့ကလေးတို့အခုတော့မြင်ပါတယ်ပေါ့နော်သူအမှုပညာပြောတာလေဆိုတော့အဲ့လိုမျိုးဟိုဘီယာဆိုင်တွေမှာလည်းပွားထားနေအောင်ဆိုတဲ့ကလေးမဟုတ်ပါဘူးကာပါရီဆိုပြီးတော့ဆင်းမဆိုတဲ့ကလေးမျိုးသူတို့အမှုပညာကိုသူတို့ယုံကြည်စွာဖန်တီးတာသူတို့လှုပ်ချင်တာပဲလှုပ်တဲ့ကလေးဖြစ်တဲ့အတွက်သူတို့ဒီပွဲလေးမှာသူတို့ရိုးသားစွာပါဝင်ကူညီကြရတယ်တကယ်ချင်းနေဖြစ်တယ်ပါဝင်ကူညီကြတယ်ဆင်းမသူ့ရဲ့နှလုံးရောအခမ်းနဲ့ဆုံးသွားတယ်ပေါ့နော်ပင်ပန်းနဲ့ဒဏ်ပေါ့ကွာအဲ့လိုဆုံးသွားတဲ့အတွက်အခုတော့ one လက်ကြီးတိုင်းမစ်မြန်မာစိတ်နိုင်ကြီးရဲ့ပေကန်ရှင်ချမ်းမန်ဦးကျော်ရဲ့ဒီနေ့မှကြားရောက်သည့်မွေးနေ့ရက်မြင်မင်္ဂလာဟာဆိုရင်ဒီဇာမုံလားပြည့်နေ့အခါတမယကြီးနဲ့တူတိတ်တိတ်ဆိုင်ဆိုင်ကြားရောက်လာတဲ့အတွက်ဖြော်ပြမှုအစီအစဉ်ကြီးတွေနဲ့ထူးခြားခမ်းနားစွာပြုလုပ်ကျပသွားမှာဖြစ်ပါတယ်။အော်တိုဝါလာ31ရက်နေ့ကနေနိုဝင်ဘာလ4ရက်နေ့ထိ84လက်နဲ့32လမ်းထားချမ်းဤတာဆန်မြို့နယ်မှာရှိတဲ့လက်ကြီးတိုင်းမစ်မန္တလေးရှိုးရုံးကြီးမှာမနေ့9နိုင်မှညနေ6နိုင်ထိပြုလုပ်ကျပသွားမှာပါ။ iPhone 17 Pro Max လိမ္မော်ရပါဝင် A3 ရဲ့စစ်ပစ္စည်းများစွာကိုလည်း ဲကျေးဇူးတုံ့ပြန်ကာရဝပြုလက်ဆောင်ပေးမယ်ပြင်ဥကြုံရင်မဲ့ထဲကလျှော့ပြီးစေးပြင်လက်ကန်းစိတ်ထက်သက်သာတဲ့စက်ယုံထိုက်ရိုက်စေဂျာတက်ပန်အလဲ0%နဲ့နောက်ဆုံးဝယ်ယူခွင့်နဲ့တူ20ရာခိုင်နှုန်းထိအမြင့်ဆုံးထက်ဆောင်ရရှိမဲ့အစီအစဉ်တွေလည်းရှိပါသေးတယ်ရန်ကုန်မန္တလေးရှိရုံးနဲ့ live stage ကြီးမှာပါထက်ထူခန်းစားခွင့်များပေးထားကြောင်းတင်ကောင်ပါရင်နဲ့ချမ်းမန်ဥကြုံ MD မမေစင်တို့မှဒီဇိုင်းအစ်တစ်များကိုသာအထူးအတန်ဆုံးစေးနဲ့ live stage ကြီးများပြုလုပ်ရောင်းချပေးသွားမယ်ဆိုတဲ့အကြောင်းလဲမင်္ဂလာတင်ကောင်လေးပါလိုက်ပါရစေ အဲကျွန်တော်ကသူ့ရဲ့ခလေးဘွားတွေကကျွန်တော်ကခင်မင်ခဲ့တဲ့လူတွေပေါ့နော်ပြီးတော့ Nevers Studio ဆိုတာကျွန်တော်ရဲ့ဒုတိယအိမ်ပါပဲကျွန်တော်လူပြိုဘွားတွေက Nevers Studio မှာနေခဲ့တယ်အဲ့ဒီအိမ်ပေါ်မှာ Matrix Zero အိမ်ဆို Matrix Zero Harmony လိုက်တာလဲအဲ့လောက်ကြီးအရင်ကြီး professional တွေပေါ့နော်မြန်မာ idol တွေပါပဲမပါသေးတဲ့အချိန်မှာကျွန်တော်တို့ကမိသားစုလိုနေခဲ့တဲ့လူတွေပါကိုထွန်းကဟိုဘက်မှာနေတယ်ပိုက်ဟိုကိုထွန်း drum တီးတဲ့ကိုထွန်းကအဲ့အိမ်ရဲ့အပေါ်တက်ဒီဘက်ချမ်းမှာနေတယ် ်အပေါ်တဲ့တဲ့တဲ့မှာမက်ထရစီတို့အိမ်ရှိတယ်ဆိုတော့မက်ထရစီရဲ့သားအကြီးအဆုံးကအတီနိုပါဆိုတော့အကူကဒီကလေးကိုအကူတို့ငယ်လေးတွေကစောက်ရှောက်ခဲ့တဲ့ကလေးပေါ့နော်ဆိုလို့ပြောလို့ရလို့စိတ်မကောင်းဖြစ်တာပါဟိုလိုမျိုးကြီးအဆိုတော့စင်မလဲကြွားလို့ဟိုဆွေမျိုးဆက်တာတော့မဟုတ်ပါဘူးအမှန်တမ်းပြောရင်ပေါ့နော်အကူကဝမ်းနေတဲ့လူတွေအများကြီးကြမှာအကူတို့ကအဲ့လိုကြောပေါသွားမှာဆိုလို့အကူကဒီကလေးကြီးအကူတို့ပြုစုပြောင်းထောင်ခဲ့ရတဲ့ကလေးအမှန်ကသူကဒရမ်မာလေးဒရမ်မာကိုဝေထွေးအတူဒရမ်မာပဲဖြစ်တင်တာ ူကအဆိုဘက်ကိုကြီးမှစိတ်ပါပြီးတော့အဆိုဖြစ်သွားလို့အခုကျတော့လဲကျသွားတယ်တွေ့ရချင်မှအကူကအရင်တော့ဂျီနိုစိတ်နဲ့အကူကစိတ်မကောင်းဖြစ်တာပါအခုလိုမျိုးကြီး favorite ဖြစ်ပြီးတော့အောင်မြင်တဲ့ဟိုပွဲကြီးတွေမှာစုံနေတဲ့အဆိုတော့အနေနဲ့မဟုတ်ပါဘူးလာပြီးတော့ဒီလိုတပြက်တနာလာပြီမဟုတ်လေအကူကတော့ပြောသလိုပေါ့အလူပညာရှင်တွေချစ်တဲ့လူတွေကလည်းဟိုတစ်ခါကျတော့လမ်းကြောင်းလွဲနေလို့အခုထင်ပါတယ်ပေါ့နော်ဒီကလေးကလည်းတကယ်ပြောရွာ အရင်တော့မီဒီယာတွေမှာဟိုခက်ရိုက်ပြောမယ်ပေါ့လို့ပဲဆိုဆိုတဲ့လူတွေတော့လူမသိပါဘူးသဘောပါလားဟိုပါလဲဆယ်လီတွေပေါ့နော်ညတိညပတ်တွေလှုပ်ပေါက်တက်ကြရလှုပ်ပြီးတက်လာတဲ့ဆယ်လီတွေကအားပေးကြတာလေဒီကလေးတွေရဲ့အမှုအညာဘယ်သူကစင်မြင့်မော်တင်တာတွေ့ဘူးလို့လေနော်ဒီကလေးရဲ့စတေရှိုးတွေဘယ်သူကြည့်တာတွေ့ဘူးလို့လေခုနပြောသူဆယ်လီတွေပတ်စံနေမတရားယူပေါ့လို့ပဲဆိုလှုပ်ပြီးတော့ဟိုဘယ်တော့လူမိုက်တွေလိုဟာတွေကလည်းအကုန်စင်မြင့်မော်တက်တဲ့အချိန်မှာဒီကလေးတွေဟာ ဟိုလက်လူရှုခံရတဲ့ကလေးတို့အခုတော့မြင်ပါတယ်ပေါ့နော်သူအမှုပညာပြောတာလေဆိုတော့အဲ့လိုမျိုးဟိုဘီယာဆိုင်တွေမှာလည်းပွားထားနေအောင်ဆိုတဲ့ကလေးမဟုတ်ပါဘူးကာပါရီဆိုပြီးတော့ဆင်မဆိုတဲ့ကလေးမျိုးသူတို့အမှုပညာကိုသူတို့ယုံကြည်စွာဖန်တီးတာလူတွေမသိဘူးကြိုက်လည်းမကြိုက်ဘူးအားလည်းမပေးကြတာများပါတယ်ဘာလို့လဲမေဒယ်လောကဆိုတဲ့အတွက်တောင်မလို့အန်ဒါဂရောင်းလောကတွေမှာတော့သူ့ကိုသိကြပါမယ်လေဟိုလူတိုင်းကြိုက်တဲ့ဟိုစော့ကြည့်ပဲတခြင်းတွေမဟုတ်ဘူးကွာမင်းသမီးတွေယူတဲ့အစိုးတော်တွေမဟုတ်ဘူး အဲ့ဒါမျိုးသူ့တော့အဲ့လိုမျိုးတော့မဟုတ်တဲ့အတွက်ဒီကလေးကအနုပညာကိုသူတန်တဲ့ line တွေကပဲသူပြတဲ့ကလေးလေးသူတို့လှုပ်ချင်တာပဲလှုပ်တဲ့ကလေးဖြစ်တဲ့အတွက်သူတို့ဒီပွဲလေးမှာသူတို့ရိုးသားတော်ပါဝင်ကူညီရတယ်တကယ်ချင်းနေဖြစ်တယ်ပါဝင်ကူညီကြတဲ့ဆင်မှာသူ့ရဲ့နှလုံးရောအခမ်းနဲ့ဆုံးသွားတယ်ပေါ့နော်ပင်ပန်းနဲ့ဒဏ်ပေါ့ကွာအဲ့လိုဆုံးသွားတဲ့အခုတော့ဝန်းနေတာပါနောက်တစ်ခါလည်းအနုပညာရှင်တွေကိုလူတွေချစ်တယ်ဆိုတော့ဆင်မမသေးဝါမအာယုံဆိုင်တာကြီးကိုအခုတော့မြင်လိုက်ရလို့မသေးခင်အာယုံဆိုင်ရင်တော့ကောင်းမယ်လို့ပြောချင်တာပါနောက်ပြီးတော့သူ့ရဲ့ချင်းတွေကိုအရင်တော့ရှယ်ဘူးတယ်နောက်တော့ဘူးတယ်ကြိုက်ဘူးတဲ့လူတွေ ်များရင်တော့ကောင်းတာပေါ့ကွာအခုမှနားတော့ရတယ်ကောင်းပါတယ်ဒါပေမဲ့မသိခင်နားတော့နားတော့ပိုကောင်းတာပေါ့အခုတို့ဆိုလည်းအခုသေွားမှဟာကိုနေတော်ရို့ကျွန်တော်တို့နှမျောပါဆိုလည်းအလကားပဲလीနော်အခုတို့အခုဗာဆိုင်မှမတည်ဘူးဘယ်နေရာမှမလည်းမရှိဘူးဆိုလည်းတချို့ကနားတော်ကြီးခင်မရှိတော့ပါဘူးကွာမင်းတို့ပြောနေလေတကယ်ဖန်တီးရဲ့အမှုပညာရှင်ကြီးနေမှာပေါ့အကိုရဲ့အမှုပညာဆိုတာစင်ပေါ်မှာရှိမှမဟုတ်တာကြီး အော်ဘယ်သွားပီကာဆိုကသူ့မှာသူပကြီးဆွဲတာပါဆိုဘာဆိုင်လို့လဲပကြီးအောင်ဆိုကသူ့ကသူဘလူခဲဆုပ်ပယ်လေးနဲ့ပဲဆက်ဆက်သူ့အမှုပညာသူယုံကြည်လို့လုပ်တာပဲလေအခုကအမှုပညာအစ်စ်ကပြည့်တဲ့အများကြီးမလိုပါဘူးတကယ်ချစ်မဲ့သူတယောက်နည်းအောင်လို့ရှိရပါဘူးသူခုနပြောဆို Vincent Van Gogh ကသူ့ပကြီးကားအတွက်တစ်ချက်မှမရောအောင်ပဲနဲ့သေးသွားလဲသူသေကွယ်လုံသွားတာသူ့အမှုပညာကြီးတန်းနဲ့ချီပြီးကြိုက်တဲ့လူတွေပေးဝယ်ကြတာပဲလေဆိုတော့ခစ်ပေါင်းခစ်မာတော့အမှုပညာကပြည့်တဲ့နဲ့တိုက်ရိုက်အချို့မကြပါဘူးကြိုက်တဲ့ပြည့်တဲ့အားပေးလို့ အောင်မြင်ပြီဆိုထင်မကြိုက်တဲ့ပြည်သက်အာမပေးလို့လည်းမအောင်မြင်ဘူးပြောလို့မရပါဘူးသူ့တဒံမှာဒါမဲ့အစင်နှန်းရှိတဲ့ခိရောက်ရင်တော့အမှုပညာရှင်အစ်စ်ကိုအပိကြတယ်လို့များလာတော့ပို့ကောင်းတော့မအခုကအမှုပညာရှင်တဲ့ပို့ပြီးပေါက်နေရတယ်မောကောက်ကတွေပေါက်နေတဲ့အခါကျတော့အမြင်မတော်တာတွေဆဲတာဆိုတာတွေညစ်တိညစ်ပတ်တွေခုနပြောသလိုအဖော်ချွတ်တွေကိုအားပေးပြီးများရတဲ့ခကြီးမှာတကယ်အမှုပညာဖန်တီးရဲ့ကလေးတယောက်ကဆဲဝမကွယ်လွန်သွားမှဟီးရိုးဖြစ်တယ်ဆိုတာတော့တကယ်တမ်းတော့ကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူးဒါမဲ့ကျွန်တော်တို့ လက်ခံပါတယ်။ဒါကြောင့်ဆို तू သူ့ရဲ့အခုလိုလူတိများသွားတဲ့အချက်တွေမှာပြည်သူတွေမြစ်တာရသွားတဲ့အချိန်မှာ तू စင်မြင်မှုမှာ live ပေါ်ပြင်းနဲ့လဲကြွားတဲ့မှတ်တမ်းလေးကို video လေးကြည့်ပြီးသူတွေအာရုံစိုက်တယ်၊ media တွေအာရုံစိုက်တယ်၊ပြည်သက်တွေအာရုံစိုက်တာဖြစ်တဲ့အတွက် तू ပေးဆက်အကျိုးနဲ့တယ်လို့အခုတော့မြင်ပါတယ်။အတင်းတော့အကိုတို့ကတားတယောက်ဟိုညီတယောက်လို့ပေါ့နော်အမြဲထိန်းနေကြတဲ့အခါကျ तू ကဟို simple very simple ပါအကိုတို့နဲ့အရင်ကြီး လက်ပေါ်ဒရီနေခဲ့အခါကျတော့အခုလည်းလေသူအကိုကိုဖုန်းဆက်နေလေဟိုတခါကျအရန်ယူချိုးလို့တော့အကိုကပြောရတယ်ဟာမင်းကငါ့ကိုအဲ့လိုပြောနေအောင်မင်းကငါနေမသိတဲ့လူလည်းမဟုတ်တော့ဘူးသူကဟာဦးနေတော့တားပါအဒီနူပါဖုန်းဆက်ပြီးတော့ကားတော့အဲ့မူပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့သူက app လေးလုံးတယ်အဲ့ app လေးကိုတားအောင်အကူညီပေးပါဦးတားမသိချင်တာမေးပေးရစီပါညာဆိုအကွာတော့တော့နောက်တယ်မင်းကငါ့ကိုလာပြောတာအပြင်လူပြောတဲ့စကားတွေငါလာပြောမင်းကငါနေအဲ့လိုပြောကြမှာမလို့လားဒီလိုမင်းအိမ်မှာငါတို့နေလာခဲ့တဲ့လူပဲသူသူအိမ်အောက်ကစတူမှာကျွန်တော်တို့ကသူပြောဘွားတောက်လျှောက်နေခဲ့တာ ပြီးတော့အိမ်အောင်ကြတော့လည်းကျွန်တော်မိန်းမနဲ့ကျွန်တော်နဲ့တချင်းသွားသွင်းရင်ကျွန်တော်မိန်းမတို့ဘက်ထရီဆိုဘက်ထရီဆိုအိမ်မှာအေးရတာကျွန်တော်ဂီတာတီးရင်ဘက်ထရီဆိုကသူ့မတူတာခေါင်းအုံးလေးနဲ့လာပြီးဆိုကောက်ဝါဆင်းတာမတူတာလာလာဆိုအဲဒီနိုလေးအိတ်တဲ့ခန်းမှာမက်ထရစ်ကြီးကမတူတာအိတ်ခိုင်းတာအကူက၄နိုင်၅နိုင်ပြန်မယ်ဆိုတော့မတူတာကိုအပေါ်တက်တက်ပြီးတကားခေါက်မတူတာပြန်ပြန်မယ်ဆိုတော့ထားလိုက်လာအဲ့လိုကလေးမရခင်ပါနော်ကလေးရောက်လဲအဲ့ကလေးနဲ့အကူတို့မိသားစုနေရဟိုနော်ရက်မိသားစုနေရအစ်ဟိုအခင်မပြတ်ခဲ့တဲ့လူတွေပါ ကိုကြံမကြခင်ကတော့ကိုဝေထုံးနဲ့မက်ထရစီနဲ့ပြန်တွေ့လို့ကိုပို့စီတော့တင်လိုက်ပါတယ်ဆိုတော့အကိုကျေးဇူးရှင်နေပါဒါကြောင့်မို့အဒီနိုဆိုတော့လေမိသားစုဝင်တယောက်လို့အကိုဖြစ်နေတဲ့ကလေးတယောက်မလို့ဝန်ထဲကြောင့်ပြောတာပါအင်တာဗျူးတွေပြောတယ်ဆိုတာလေဟိုသူ့ရဲ့ဖြစ်တဲ့ကိစ္စကိုအားလုံးသိချင်လို့လာမိတဲ့ခါကျညင်းကခက်ပါတယ်เนาะကျွန်တော်တို့အဲဒီမို့သိသလောက်လေးသူ့ရဲ့အကြောင်းပြောပေးတဲ့သဘောနဲ့ပြောပေးတာပါမွေးကနေကထင်လာလေပုံစံအဲ့လိုเนาะကျွန်တော်ခုနပြောသလိုပဲเนาะ तू မွေးတယ်ဆိုတာသူ့ရဲ့ ဟိုကျွန်တော်တို့ရောက်တဲ့ကာလမှာသူက5 6နှစ်10နှစ်ပေါ့အဲ့ဂျားလေးတွေမှာကျွန်တော်နဲ့စတွေ့တဲ့ခါကျတော့ကျွန်တော်တို့ပြုစုရင်းနဲ့ကလေးကျွန်တော်နဲ့ဇပွန်တီနေတဲ့ကလေးပေါ့ကျွန်တော်တို့တချမ်းတွေ့ရင်သူလာတယ်ထိုင်တယ်ကျွန်တော်အလုံးသူအိမ်အောက်မှာဆိုတော့ဒီကောင်လာတယ်ကျွန်တော်တို့ဝိုင်းကြက်ကြတယ်မှာနောက်ကျွန်တော်တို့အလုံးတချမ်းတွေ့တဲ့အချိန်ခဏနားလို့ရှိရင်ဒီကောင်ဆင်းလာဒရန်တီကျွန်တော်အလုံးအပြင်မှာတမင်းစားရင်ဒရန်တန်ကြားဒီကောင်လက်ချက်ပဲဒီကောင်ဒရန်တီလာအရန်ကောင်းတယ်လေသူကဒရန်တီလာမှာကျွန်တော်ကမတရားကြိုက်တာသူ့ဒရမာပဲဖြစ်ချင်တာ drummer ပဲဖြစ်စေချင်တာကိုဝေတော့ရဲ့တူဆိုမဲ့ तू ကမွေးလေး drum နဲ့ဖတ်မွေးလာတာကြာ तू က drummer the best of ဘာမှညမ drummer ဖြစ်ကမှာအရန်တော်တယ်နော်အရန်တော်တယ်ငငယ်နောက်ပြီး तू ကလေဟိုတကယ် professional တီးတဲ့လူတော်သူကြောက်တယ် professional professional တီးတဲ့ drummer ရအောင် तू ကြောက်ကြဆိုတာ तू ကစိတ်သွားတိုင်းကိုပေါအောင်တီးနေတယ်မွေးလေး drum ဖတ်မွေးလာတဲ့ခါကျ तू ရဲ့ drum ကအရန်ဟိုပြောချင်တာစလုံးလေးရေကူးတယ်လို့ပေါ့နော်မွေးလေးရေထဲမှာပြစ်ချလာတဲ့ခလေးကရေကူးဖို့မကြောက်တော့ဘူးလေ तू ကလည်း drum ကို ကစားစရာလို့သူကသဘောထားအောင်တီးနိုင်တာလေဒါကြောင့်မို့သူ့ကိုက drama ဖြစ်စေချင်တာအကွာသူကအစောတော်ပဲရွေးသွားသူလားအစိုးဖြစ်တာတကယ်တမ်းကအကို instrument တွေမှာသူ drum ဖြစ်ခေါ်တီးခဲ့တဲ့တရှင်နေရှိပါတယ်ခုနကစံတော်ချိန်ဆက်တရှင်ဆိုအကိုတီးတာလူတော်များတီးတယ်အဲ့ဒါအဒီလိုတီးထားတာပါပြီးတော့ခုနကငကားနဲ့ကလုံဆိုပြီးတော့မြောက်ကာချိုးခွေမှာလဲ sorry အာတုကမဆက်ရုပ်ခွေမှာလဲသူတီးထားတာပဲအဲ့လို drum ကိုအခက်စားရည်သူတီးတာ double kick တွေကပလူပြန်နေအောင်တီးတာပေါ့နော်အဲ့လိုမျိုးနေအမြဲတမ်းတီးတဲ့ drummer ပါဆိုတော့အေး အဲ့တော့အကိုတို့ကသူ့ drummer တယောက်နေနဲ့အကိုကနှစ်မျောတာပါနှစ်မျောတာ drum ကိုသူ့ drummer ဖြစ်စေချင်တာအဆိုတော်မဖြစ်စေချင်ဘူးနောက်ပြီးထူးထူးဆန်းဆန်းပြောရမယ်ဆိုရင်သူ့ရဲ့ပထမဆုံးခွေကအကိုတီးပေးခဲ့တာမထွက်ဖြစ်တဲ့ခွေပေါ့နော်သူအဲ့လိုငငယ်လေးကာလမှာအကိုတို့နဲ့တော်တော်ဒီအကို Isabella ကိုခေါ်တီးသူကလည်းအဲ့လိုပျော်ပြီးဝါသနာပါလို့တီးနေသူ့ဦးလေးက hard music ကကိုမောင်ထွေးနဲ့တငယ်ချင်းတွေဆိုတော့တော်မောင်ထွေးမတ်တူမီတချင်းခွေချွေထုတ်ပေးလိုက်ပါတော့ကိုမောင်ထွေးကထုတ်ပေးတာ အတီနိုရဲ့ပထမဆုံးခွေကိုဒီကောင်းစိုးတယ်သူရဲ့ရှင်နေတယ်အကိုတီးတယ်အကိုကလိတမသူက drum ကြည့်တယ်ပြီးတော့ကိုသားရဲ့ bass ကြီးတယ်နောက်ရက်ကအတန်ဖန်းတဲ့တယောက်ကအကိုသုံးယောက်ထဲနဲ့ကိုဦးကလည်း keyboard လေးလို့တော့ TV တယ်သူက single ကိုတစ်ခွေလုံးပြီးသွားပြီအကိုတီးပြီးတာပြီးပြီးမှ hard music ကနောက်ပိုင်းစီးပွားရေးတွေပဲအခက်အခဲတွေဖြစ်ပြီးခိုးကူးနေတယ် hard music ကဒီဂီတလောက်ကထွက်လိုက်တဲ့အချိန်မှာသူ့ခွေကမထွက်ဖြစ်လာရောအဲ့တော့မှသူကအကိုတီးတဲ့လောက်မမအောင်ဆိုတော့ LS ကအကိုလို့နဲ့ TY ကွဲတယ် ဟုတ်ဒီဘက်မှာမဆိုတော့ဘူးမဆိုဘဲနဲ့ Alex ကအပြင်ထွက်တဲ့အချိန်မှာ Alex ကသူ့ကိုခေါ်တည်တယ်အပြင်ထွက်ပြီးသူက drama အနေနဲ့ session drama ဖြစ်သွားတာပေါ့သူက drama အနေနဲ့ Alex နဲ့ကိုတေစာရဲ့ TY ရှိတယ်အဲ့ TY ကဒူတွေအားလုံးနဲ့အတီနုံနဲ့ပေါင်းပြီးတော့သူက TY တစ်ခုထောင်လာ Alex ကမွေးနေ့ live show ပဲသူတီးကြသေးတယ်အဲ့တော့ဟို rock တွေပေါ့နော် head modern rock တွေပုံစံမျိုးနေ Alex ကလှုပ်တဲ့ခါကျ Alex ကသူပါသွားတယ်ပါသွားပြီးမှနောက်ပိုင်းကျမှခုနပြောတဲ့တကယ်ချင်းနေနဲ့သူပြန်လှုပ်ပြီးတော့ခုနပြောတဲ့ favor 109အဲ့လိုမျိုးဘယ်ကနောက်မှဖြစ်တာတကယ်တချို့ကတခါကြတော့ဟိုဟိုသူကွယ်လုံးကပြောနေကြတယ်စာရေးရေးနေကြတယ်ဘာညာဆိုတွေ့ရတယ်အခုလည်းတွေ့နေတာအကိုကသူ့ဟိုငငယ်လေးကအချောင်းပဲတိတာကြီးတဲ့အချောင်းလည်းအကိုမသိဘူးကြီးလို့ဒီစင်မွန်ဆိုတာလည်းအကိုတခါမကြည့်ဘူးတဘောပါလားအကိုကအဲ့အချောင်းနေလည်းမပြောချင်ဘူးကိုတို့တိတာသူ့ကလေးဘဝတိခဲ့တယ်ပြီးတော့သူ့ရဲ့ဘဝအစတငငယ်ချင်းနေနဲ့မတွေ့ရင်ကလားမအကိုကတိတာအခုတည်းကလည်းတိတာဆိုမက်ထရစ်စီသားအနေနဲ့တိတာကိုယ်ထုံးတူအနေနဲ့တိတာဆိုတော့အကိုကကလေးလူတိတာ ဒီဘစ်ကစင်မော်တွေပါရတယ်သူကအရင်ကြီးလဲအဲ့လိုမျိုးဟိုစားသင်းခန်းလာနေလို့ဖြစ်နေတဲ့ကလေးလဲမဟုတ်တဲ့ခါကျအခုတော့သူ့ကိုအဲ့လိုမျိုးတော့မသိပါဘူးဒါမဲ့လဲဘယ်ချိန်မှတွေ့တယ်တွေ့တယ်အဒီနိုကကလေးလိုပဲအခုတော့တွေ့တော့ကျင်တာတကယ်ကိုတွေ့ရင်ဟိုလက်လေးပိုက်ပြီးဟုတ်ကဲ့ဟုတ်ကဲ့နဲ့နေတဲ့ကောင်ပြောချင်တာဟိုမဲလေးတွေ rock တွေ modern rock တွေ underground တွေဆိုလို့လဲရဲရဲဆိုင်မဟုတ်ပါဘူးဒီကလေးကအရင်လိမ်ပါတယ်သူ့အမေကလဲစင်တိကျပြိုးဆောင်နေပြီးတော့သူ့အဖေကိုသားကျော်ကအကုန်နဲ့မတရားခင်တဲ့တကယ်ချင်းခင်နေဆိုတော့ကအကိုအများကြီးကျေးဇူးရှိတယ် အခု nervous room မှာလာကြည့်တဲ့အချိန်မှာအခုအမှန်ဆုံးပြောမယ်အခုတော့ညတီးပြီဆိုရင်ညတနားရီလောက်ဆိုရင်အခုတော့စားသက်တောက်စားရှင်ကိုသားကျော်ကအိမ်ပေါ်နေသူချအခုတီးမဲ့စင်ပေါ်မှာ brain box လေးရှိတယ်အဲ့ brain box လေးမှာသူကလာတင်သွားတာသူကကျွဲရဲဘူးနဲ့စားစရာကိုပုံပုတ်ထုတ်လေးတွေပါလေတင်သွားပြီးသူတော့အိမ်နေအခုကဗိုက်စားပြီဆိုတာနဲ့အပြင်ထွက်နေတဲ့ဝရန်တာမှာသူတို့ brain box မှာတင်ထားတယ်အခုတော့အဲ့လောက်တီးတယောက်တော့မပြောမဲနဲ့ခင်ခဲ့တဲ့လူတွေဆိုကိုသားကျော်ကလည်းဆုံသွားပြီဆိုကိုသားကျော်ကြောင့်လေအခုကပို့ပြီးတော့ခင်တာ matrix နေကမင်းကလေးဖြစ်နေတော့ ပုံပုံမှန်ပဲပြောကြတာတားကြောကြကိုကကိုကတားကြောလို့ခေါ်ကြတာကိုသူကဆုံးသွားပြီပေါ့သူ့ဖေကအရန်ခင်မကောင်းတယ်အကိုနဲ့စလည်းအရန်ဖက်တယ်ဖက်တော့အကိုနဲ့စအုပ်အကိုအိတ်တွေကစအုပ်ဆိုရင်ရှလူရောက်တာနဲ့ဒီနို့ဖေကစအုပ်ကိုချောင်းတာအကိုအိတ်ချလိုက်တာနဲ့အိတ်တွေဖွင့်ပြီးတော့စအုပ်ယူပြီးခင်ဗျပြန်ကန်ဒီမှာကျတော့ပြန်တောင်းဆိုအကိုကတင်းရင်စအုပ်ယူစီကွာဆိုတော့သူကသူ့အပေါ်မှာဖက်ပြီသူကကျတော့အိနိုရမန်နေတော့စအုပ်အသေးရဖို့မလွယ်ဘူးလေသူတို့နေရာကြီးကခြံနေတဲ့နေတဲ့နေရာဆိုစအုပ်ငါးဆန်လည်းမရှိတော့အကိုကသူကစအုပ်နေအကိုလာပြီးတော့ကားထဲမှာပါရှိတယ်စအုပ်ပါစအုပ်ယူသွားတယ် ပြီးရင်ကိုယ်နဲ့ပြန်ကျတော့တောင်းဆိုအကွာစောက်တယ်ငှားငှားဖက်တယ်စောက်ဆိုင်ဟာဆိုတော့အဲ့လိုခင်ကြတဲ့လူတွေဆိုတော့ဒီနေကလည်းအကွာ fashion designer လို့ဘာဝွေဝွေသူကဘေးကနေပြီးခုနဲ့တော့ဒါဒီဒီအင်ကြီးကအောက်နေပြီဒီအင်ကြီးကဆိုတော့ကလေးတွေကဥပေးနဲ့ရှောက်လိုက်တာအဲဂျန်ရှစ်မိုင်ဂျန်ရှစ်အိတ်ဆိုရှိတယ်ရှစ်မိုင်နဲ့အဲ့ဂျန်ရှစ်အိတ်ကိုအကွာ live show တစ်ခုတီးတော့မယ်ဆိုရင်ဒီကောင်နဲ့တော့တွေ့ဒီကောင်ကဂျီယုံက live show တီးတော့မယ်အခုနဲ့ဥနိုင်ဆိုကျွန်တော် like ခဲ့မယ်တောက်ခေါ်တောက်လိုက်ခဲ့မယ်ဆိုဒီကောင်နဲ့ကျွန်တော်နဲ့ကျွန်တော်ဝင့်မဲ့အင်ကြီးတွေကဒီကောင် live ဝယ်ပေးတာ ဒီကောင်အဲ့တုန်းကဘာမှမဟုတ်သေးခလေးလေးဆိုဒီကောင်ចောင်းတစ်ဖက်ចောင်းလားဘာလားအဲ့တော့ဒီလိုမျိုးဟိုဖက်နဲ့တွေဆိုလေဟာဦးနဲ့ဆိုဒီဖက်နဲ့ကြီးက country ဖက်နဲ့ကြီးကခင်မရှိတော့ဘူးတမ limit skate ကဟိုအဲ့တုန်းက edit that ဖက်နဲ့စီးနာ edit သွားဝယ်တမအင်းဆိုလေဘလိုအင်းကြီးအ낵ကဘလိုမြောင် monologue တွေ con ကဘလိုဝစ်တယ်ဒီကောင်ပြောတာအဲ့တော့အခု fashion poster တွေပိုင်းမှာရိုက်တဲ့အင်းကြီးပါရာ तू ဝယ်ပေးတာ तू လိုက်ဝယ်ပေးတာအဲ့တော့အခုကဟို fashion designer လို့လည်းဖြစ်နေဦးတော့ကြဘာမအကိုတော့ဘာမှခင်မရှိဘူးလေခင်မမီဘူးလေကိုတော့လောက်ချင်တာပဲကြည့်တော့ဒီကောင်ကဘေးကနေအကြံပေးနေတာ ဥနဲ့ဆိုဒါကခင်မမီဘူးဒါကြီးကတော့ဥနဲ့ဆိုမမိုက်ဘူးဥနဲ့ဆိုဒါကိုလောက်အောင်မယ်ဆိုတော့ तू အဲ့လိုပြောရင်လည်းဒီကောက်ချက်လက်ချက်ဖို့ကောင်းတော့အခုကညီတယောက်လိုရောတူတယောက်လိုခင်နေကြတော့အခုလိုရုပ်ပြကြည့်လဲကြွားရတဲ့ခါကျစိတ်မကောင်းဖြစ်မိတာပြောချင်တာလိုက်ရှုတွေ့လိုက်ဆိုတော့အကူကအဲ့အကုတ်သားအဲ့ပွဲသွားကြည့်တယ်လေကြည့်တော့ तू ကဣရိယကိုအယမ်းကြိုက်တယ်လေအဲ့ဒီကောင်ကလည်းတားလို့တဲ့ကောင်လည်းဣရိယကိုယမ်းကြိုက်တယ်ဆိုတော့အကူကမသိပါဘူးဣရိယသရှင်နဲ့အကူမရပါဘူးဘောနော်အရင်ကလည်းမရပါဘူးတုတ်ပြီးရှိတော့လည်းတုတ်ပြီးကလည်းအကူမခင်မဲမွန်တားကလည်းအကူညီလိုနေတဲ့ကောင် ကလေးတော့ကိုကထိတ်ထိတ်ဆုံးမလာတဲ့ကလေးပေါ့နော်ဒီကလေးဆိုဒီကလေးကိုလည်းကိုကဟိုတွတ်ပီတို့အောင်လာတို့ဝမ်တက်ကဟိုလေဖော်ကာတို့ကြားပေါက်တို့ဆိုတာအကုန်လုံးကအစောတော်ကြီးတွေနောက်မှာလိုက်လာလေကိုကြားပေါက်ဆိုလေကိုရင်းကိုနောက်ကလိုက်လာဆိုတော့ပြောချင်တာကိုကကလေးလိုပဲသိနေကြတာ တော့နာမည်ဘယ်လောက်ကြီးကြီးအခုကကလေးလိုပဲအခုလည်းစိတ်ထဲမှာရှိနေတာတော့ wanted ဆိုလဲဒီ forecast ဆိုလဲအခုလည်းတွေ့တယ်အခုစဲစုံနေရတယ်မဟဲ့ဘယ်ပါညာဆိုဒီကောင်ကအကုတ်စကားနားတော့နေခုနကလုံးအောင်လာအောင်လာဆိုလုံးတနေ့ကပဲပြန်တွေ့တယ်စတူဒီယိုမှာသူလာတယ်ဒီကောင်လူကောင်းကြီးသာကြီးနေတာအခုလည်းဟီးနေအခုလည်းတွေ့ကလေးလိုပဲတွေ့နေတယ်အပြင်လောကမှာသူဘယ်လောက်ပဲကြံစည်နာတက်တယ်အခုတော့တွေ့ဟဲ့မင်းငါမင်းသတင်းကြားနေရတယ်တော့ပြောဒီကောင်ဟီးနေနေတဲ့ကလေးတွေပြောကြတယ်တော့ကိုအဒီနိုရောအဲ့မတိုင်ခင်တွတ်ပြီဆိုလဲတွတ်ပြီဆိုအခုဖုန်းနဲ့ကိုဆဲနေဘူးတယ်အဲ့လိုဖုန်းနဲ့ဆဲဆိုတာအဲ့လိုတချို့ကိစ္စကြာအခုအမြင်မတော်ရင်ဒီကောင်ကလမ်းလမ်းကြီးဆဲနေကြ မကြီးမဲမသားအရင်ချက်ကိုကောင်းတယ်သူကသူအပြင်မှာဘာဖြစ်ဖြစ်သူတို့အားလုံးကအကုန်လက်တွေ့ဦးနိုင်တော်ဆိုရင်သူတို့အားလုံးကဟိုချစ်ပြီးသားဥဟိုဟိုနာမည်ကြီးတဲ့ထဲမှာဥအကုတ်အကုတ်မပါဘူးသူတို့နာမည်ကြီးတော့ဆက်ဆံတယ်အကုတ်မပါဘူးနာမည်ကြီးလို့ဆက်ဆံတာမဟုတ်ဘူးကွာအဲ့လိုမျိုးလေဟိုအမားမှန်ဆိုကွာအများနဲ့တွပြတတ်တဲ့ခါကျမုန်းတဲ့လူလည်းရှိမယ်ချက်တဲ့လူလည်းရှိမယ်ပေါ့နော်နာမည်ကောင်တွေကတော့အကုတ်ထောက်ရပေးမယ်အုပ်စုတွေမှာမရှိဘူးဆိုတော့အခုဒီနိုလေးကလည်းခုနပြောသလိုအီတိုအဓိကပဲအီတိုဒီနိုတွပြီးသူတို့အားလုံးကအမှုပညာလောကထဲမှာရှိနေတာလေအီတိုဆိုရင် ကိုညီတို့သားဆိုပဲလေကိုညီတို့ကတားတဲ့ကိုရိုနဲ့တွေ့အရန်ချုပ်ကောင်းတဲ့ကလေးလေးကိုညီတို့ကတကယ်ဘီရင်လို့အခန်းကနှနိုင်နေမယ်ဤတို့ကတွေ့လို့ရှိရင်နော်ရက်လာလို့ရှိရင်ဤတို့ဆိုကြောင်းလဲကျုံလို့ပြောပြလဲပါမယ်တခါကြဥတော်အကိုလာလာပြောတယ်ဥနိုင်တော်ဥနိုင်တော်တားလေဥနိုင်တော်မကောင်းကြအောင်တယောက်ကကေတာသမားတယောက်ကလာပြောတော့တားအဲ့မှာသူတိုင်သေးတယ်ဤတို့ကလေးဘွာတားကောပလိုက်တယ်တဲ့မှာတားရှိမှာအဲ့လိုဥနိုင်တော်မကောင်းကြအောင်ပြောတာတားလုံးဝမကြိုက်ဘူးနော်ခင်ဗျာအဲ့လိုစကားမပြောပါနဲ့ပါညာဆိုအဲ့ မျိုးလေးကလေးတွေအရင်ဖြူစင်တယ်လေကြောက်ကျင်တယ်ဗျတွပီဆိုတဲ့အဲ့လိုပဲအကောတွပီတချင်းပနပုတ်လည်းအကောမသိဘူးဒါပေမဲ့အဲ့ကောင်ကိုကိုရိုဂီတာတီးနေနောက်မှာမက်ကင်မြတ်မှုဟာမိုနီဆိုရင်စတေဂျ်ရှိုးလေးမှာဆိုသူတို့မောင်နှမလေးယောက်လေးကအမောင်ထဲမှာထိုင်ပြီးလိုက်လာကြတာအမေကခေါ်လာတာစင်ပေါ်မှာသပိသက်ကမမြင်ဘူးစပီကာလေးနေနောက်မှာထိုင်တော့အကောတော့ဟောင်းဟဲ့မက်မို့ကလေးတွေဘာမှကြွေးသေးဘူးလားဘာကြောင့်ဆိုအမစားသေးဘူးခမင်းကျော်တွေကနောက်မှာရှိတယ်အကုန်ကြွေးလိုက်ပါအဲ့လိုမျိုးကလေးတွေတစ်တစ်လေးတွေကခင်လာတဲ့ကလေးတွေဆိုအကောကဘယ်လိုလုပ်သွားပြီးတော့နာမည်ကြီးလို့ စိတ်ထဲမှာဆက်ဆံမယ်နော်ဟိုအထင်ကြီးတာပို့ပါအောင်အဒီနိုဆိုလိုက်လို့မက်ထရီဇီရိုနဲ့ကိုရိုနဲ့ထိန်းလာတယ်ကလေးဆိုတော့အခုတတိလဲကိုကိုအောက်ကလူငယ်လေးတယောက်နေနေအခုလိုရုတ်တရက်ကြီးလဲကြွားသွားတော့တွေ့တဲ့ချိန်မှာစိတ်မကောင်းဖြစ်တာပါပြီးတော့တာကခုနပြောတယ်ကားနဲ့လိုက်ပို့တဲ့ချိန်မှာတာကြည့်မယ်တဲ့စိတ်ရိုးကြည့်ချင်တယ်ပြောတော့ဦးကကျွန်တော်ကတခါလဲလက်မှတ်ကိုအွန်လိုင်းဝယ်ပေးလိုက်တယ်။ဒါကြောင့်ဒီစိတ်ရိုးသွင်းတဲ့လူတွေရောဒီ ဟိုဖိုးလုံးလို့ပေါ့နော်ဒီအိရိယကလေးတွေနဲ့ရောဂျပန်ကြီးတို့နဲ့ရောအကူတို့က Facebook မှာလည်း friend နေလीခင်နေခင်နေဆိုတော့သူတို့နဲ့ဘာမှပြေခင်နေရောအကူတို့ကသိနေကြဆိုတော့ basic လက်တစ်ခင်မှာလည်းအကူတို့နဲ့အလုပ်တွေလုပ်နေကြဆိုတော့ဒါအကူကအလုပ်ကိုမပတ်သက်ချင်ဘူးလေအလုပ်ရောက်ဒုက္ခမပေးချင်ဘူးလက်မဝယ်ပြီးလိုက်မယ်လို့ဒါမင်းကြည့်ချင်းကြည့်ဆိုဒီကောင် live ပို့လိုက်တာပို့လိုက်တော့အဲ့ဘွဲကိုကို live ပို့ပြီးကိုအိမ်ပြန်သွားလာသူတို့ပါမယ်ဆိုတော့လည်း Facebook မှာသိတယ်ဒီနိုရေးတာလည်းအကူတွေ့တယ်ဒီနိုနဲ့လည်း friend ပဲ Facebook မှာအဲ့ကောင်နဲ့ friend ပဲ friend ပဲဆိုတော့အဲ့လိုတင်းချစ်လို့ဆက်တော့တောက်ဖုန်းဆက်လိုက်တယ်မိမ တကယ်ကောလာလာဖြစ်မှာဆိုတော့ ਨੇ မတိမဲနဲ့တည်တယ်ရှောက်ရင်ပြဿနာလက်မှာဆိုလို့ဘောကားလေဖုံးဆက်ပြီးပွဲကင်းထဲမှာဒီကောင်ရှိတယ်ဒါလို့လေဟောအကိုတော့မကြည့်ပါဘူးဒါလို့လေဟောရှိတယ်အကိုကြည့်ရင်လည်းကြည့်လို့ရတယ်ဘာဒါပေမဲ့အကိုမကြည့်အကိုကိုယ်တိုင်ကပွဲရိတ်သိမ့်မသွားဘူးကိုယ်ကနားရေးပါရေးနဲ့နေရှင်လို့ဘလုံးဝကြည့်နေကြည့်ရချိန်မှာအဲ့လိုဖြစ်တယ်ဆိုပြီးတော့ဒါဖုန်းနဲ့ပွဲကင်းထဲကနေပြောတယ်ဟုတ်တယ်အမေမေမေတဲ့ချိန်ညာလိုက်ပြီတဲ့စုံးတယ်လို့လေအကိုဖိုးလုံးကချိန်ညာလိုက်တယ်တဲ့ အဲဣရိယကကိရာတိရဲ့ကိုဖုလုံးဆုံးသွားလို့ချင်းညာလဲဆိုတော့ဩဆင်မြင့်မောင်းအောင်တင်ဝင်ချင်းညာတော့တေးကြပြီပေါ့ပြောချင်တယ်ပေါ့ကသူဆေးရုံယူသွားလို့မျောနေတာကိုဆုံးသွားလို့ရင်းမိကိုဘက်ကအမားပြစ်မှာဆိုလို့လေဆိုတော့သူတေးကြတော့သူတေးဆုံးသွားတာတော့အဲ့လိုချင်းညာမှကျွန်တော်ကသိရတာပါကိုကွဲမှာတော့ကျွန်တော်မရှိပါဘူးပြီးတော့ကွဲပြီးတော့လဲကျွန်တော်ပဲသားကိုတွက်ခေါ်လာတာပဲအဲ့ထိမှာတွက်ခေါ်လာပြီးတော့သူတို့ပြောတဲ့စကားနေနောက်ချေးရဲ့ခါမှာလဲဟိုဖြစ်ဖြစ်ချင်းကာလာမှာစင်ပေါ်မှာပြုစုတာနည်းနည်းလေးကြာသွားတယ်လို့တော့ သိရတယ်ဗောနော်။တူနာပြုတ်ကားလာတယ်ရှိတယ်။တချို့ကလည်းတူနာပြုတ်ကားမရှိလို့လို့ရေးကြတယ်ဗော Facebook မှာ။တူနာပြုတ်ကားရှိတယ်တဲ့။အဲတဲ့တဲ့အချိန်မှာဘယ်ဘက်ကလမ်းရွေးမလဲဗောနော်။ဆေးရှိုးဆိုလမ်းနေပါရေးရဲချလို့အဆင်မပြေတာဖြစ်မှာဗော။လူရယ်ပိတ်တာဖြစ်မှာဗော။အဲ့ဒါနဲ့ရှင်နောက်နဲ့အဆင်ပြေနေကိုဖြစ်နေတဲ့ဝေဒနာရှင်ကိုသူချဖို့အောက်ကပြေးတဲ့အမြင်ဗော။ကြာနေတယ်ထင်တယ်တဲ့။အဲ့တော့၄၅မိနစ်ကြာသွားလို့ထင်တယ်ဗော။အဲ့ဒီအချိန်မှာခုနပြောဆိုတူနာပြုတ်ကားမရှိတာတော့မဟုတ်ဘူး။ရှိတယ်တဲ့။ဒါတော့ကျွန်တော်မျက်မြင်တော့မဟုတ်ဘူးဗော။တားရဲ့ မျက်မြင်စကားရဆိုတော့အဲ့ကြားထဲမှာနည်းနည်းလေးလူတွေနဲ့ဟသွားလို့နှလုံးသမားဆိုတော့လေကုသမှုအမှချက်ချင်းရရင်ဥမာထားပါတော့အောက်ဆီဂျင်တွေပါချက်ချင်းပေးလိုက်ရင်တော့ကောင်းရင်လေကောင်းသွားနိုင်တာပေါ့မှီလည်းမှီနိုင်တာပေါ့စင်ပေါ်မှာကျတော့ခုနပြောသေးဘာမှအောက်ဆီဂျင်တွေပါလေနှာခေါင်းအသက်ရှူဖို့တွေပါလေဟိုဟိုရှင်းရောအသက်ငယ်ဆေးပါထိုးမမှီဘူးနဲ့တူတယ်အဲ့လိုမျိုးကြောင့်များလားတော့ထင်မိပါတယ်ကျွန်တော်အဒီနုံနဲ့နောက်ဆုံးတွေ့ရတယ်ဘာမှမမှီတော့ဒီကောင်နဲ့အမြဲတွေ့တွေ့နေတာဒါပေမဲ့ခုနပြောအကိုတို့လည်းဟိုအလုပ်ရှင်းမတူတော့ သူနဲ့တော့တွေ့တော့တွေ့ဖြစ်တယ်ဒါပေမဲ့အို့လို့အတိအကျကြီးပေါ့နော်အလုံးနဲ့မတွေ့တဲ့ခါကျတော့အကိုလည်းမမမိဘူးဒါပေမဲ့ तू ကတွေ့ရင်အကိုတော့ဟိုဟိုပြောချင်တာစကားကောင်းမပြောပါဘူးညီမရဲ့အကိုကနောက်ပြောင်နေကြလေအဒီနိုဆိုကောင်ကလည်းခလေးဆိုမယ်လေအဒီနိုကအကိုလည်းတွေ့ရင်အမြဲတမ်း तू ကနှုတ်ဆက်နေကြစကားအမြဲတမ်းရှိတယ်အကိုအဲ့ကောင်နဲ့တွေ့တယ်အမြဲတည်းတပြုံးပြုံးနဲ့ဦးနဲ့ဦးနဲ့ဆိုလည်းလာပြီးတော့လက်လေးလာခိုင်းပြီးတော့ तू ကတော့နောက်နာပါ तू ကကိုနေတော်ကြီးကျွန်တော်အလုပ်တွေပြန်လုပ်ကြအောင်ဆိုသွက်လာဆိုင်အဲ့ဒါ तू တွေ့နေဆိုင်ကြ ဲ့ဒါဟာကိုရဲသူနေကြမှာတည်တဲ့စကား तू အကိုရှိရင် तू ကိုကိုကိုနဲ့လာပြီကိုရဲတော်ကြီးကျွန်တော်အလုပ်တွေအများကြီးပြန်လုပ်ကြအောင်အဲ့ဒါဘာလဲဆိုဟိုအကိုနာမည်မပြောချင်တဲ့ဆိုတော့တယောက်ရှိတယ်ကွာအဲ့ဆိုတော့အဲ့သူတို့ဆိုတော့အလုပ်လုပ်တိုင်း तू ကခွေတီးပြီဆိုရင် तू ကရေးတယ်ကိုရို့ခိုင်းတာခွေပြီးကောင်းရင်ပျောက်သွားဘာမှမလာတော့အဲ့ခွေတွေကိုရို့ဆိုင်မှာသွားဝင်လာတော့ကလည်းကစီတူတောင်ပြန်ပေါ်မလာဘူးဒါမဲ့နောက်တစ်ခွေလောက်ပြီဆိုသူကရောက်လာပြီအဲ့ပုံစံနဲ့လာဆက်ဆက်လာကိုရဲတော်ကြီးကျွန်တော်အားလုံးလက်တွဲကြအောင်ရှေ့ခင်နဲ့ပါရအောင်3-5ခွေချာအကူတက်ပေါက်လာ ကျွန်တော်အကုန်လုံးညာခိုင်းတော့အဲ့တော့အဒီနောကတွေ့တယ်အကိုအဲ့တော့သူနဲ့ကိုနဲ့ပြောပြီးတယ်ပြောပြီးတော့ဒီကောင်ကကျွန်တော်နဲ့တွေ့ရယ်ကိုနေတော်ကြီးကျော်ယုံကြည်တော်အလုပ်တွေလုပ်ကြအောင်နော်ကိုနေတော်ကြီးဒီကောင်လာလာကြက်နေတာဘယ်နေရာတွေ့နေနှုတ်ဆက်နေရတာဒါပဲအဒီနောနဲ့ကိုတွေ့တယ်သူကပြေးနောက်ကိုနဲ့မတွေ့ဘူးသူကိုကြောက်ကြောက်နေအဲ့ဆိုတော့ရှောက်သူရှောက်လာတာရှောက်တော်ကြီးဦးနေတော်ကြီး ကိုနိုင်စော်လို့ခေါ်တာသူအမေမသူဦးနိုင်စော်လို့ခေါ်တာဒါပေမဲ့အဲ့ဆိုတော့အခုကိုနိုင်စော်လို့အမြဲခေါ်တဲ့ကာကြောင့်သူကလက်လာခဲ့ကိုနိုင်စော်ကြီးကိုနိုင်စော်ကြီးသူအမြဲအဲ့ဆိုတော့ခေါ်တာသူကြားတယ်အဲ့ကောနေဝရမှာအမြဲကြားတယ်ကြားတော့ကိုနိုင်စော်ကြီးကျွန်တော်တို့အလုပ်တွေပြန်လုပ်ကြအောင်နော်ချိခင်နဲ့ဟာဗျာညာအဲ့လိုရှောက်ပြောတာဟုတ်ကဲ့ဟိုအဆိုတော့ပြောတဲ့စကားကိုအကုန်ချက်ထားကျွန်တော်အဲ့လိုမျိုးနောက်နေကြတဲ့ကောင်ဆိုအကူကသူနဲ့တွေ့ရင်ဘယ်တော့မှစကားအတီမပြောဘူးလေအဲ့လိုပဲလေကျွန်တော်တို့ကတော့အဲ့ရင်တီးရတာပေါ့လေဘယ်လိုပဲပြောတော့တီးပါလေကျွန်တော်ဒါကြောင့်မလို့ကျွန်တော်အော်တီးလို့အောင်မြင်တဲ့တရှင်နဲ့အများကြီးထွက်ခဲ့တယ်ဆိုတာလေ သူကသူဘလို့ပဲလှုပ်လှုပ်ကျွန်တော်တို့တော့အမှုပညာရှင်နေတော့တချင်းချက်တော့တီးကြတာပဲလေသူကလည်းအပြစ်ပြောတာမဟုတ်ပါဘူးသူလည်းအောင်မြင်သွားတဲ့နောက်မှာသူပြဿနာသူရှိမှာပေါ့နော်နောက်ပြီးအမှန်တရားကျွန်တော်တို့ကကြေးစားပဲကြာပြဿနာ baby ခိုင်းတာပဲပြဿနာ baby ကိုကျွန်တော်တို့မဆရာမမလို့တာသိမလားအမှန်တရားကလေသူလည်းကျွန်တော်တို့လာပဲမဆရာနာမည်ကြီးတဲ့အစိုးရတယောက်နေနဲ့သူလှုပ်ပြီးသွားပြီပဲဒါပေမဲ့လူမှုဆက်ဆံရေးကကျွန်တော်အားလုံးအိုက်ကကတော့အောင်မြင်ခွေလေးထွက်သွားရင်တိုင်ဩစင်ပေါ့ဗျာဟာငါတို့ခွေလေးများပေးမလားဒီမှာတချင်းခွေလေးများလက်ဆောင်ပေးမလားအင်ဂျင်နီယာတွေရောကျွန်တော်တို့အားလုံးစတူရမြုံနေတော့ပေါ်မလားတော့ ေါ်လာပဲနောက်တစ်ခွေလောက်ကန်နေတယ်သူတနေ့တစ်ခါပြန်ပေါ်လာရဲအဲ့လိုလက်လာခဲ့ပြီးကိုရတော်ကြီးကျွန်တော်လောက်ကြမယ်ပါညာဆိုသူအားလက်မှန်တယ်လေအဲ့တော့ကိုရတော်မြင်တော့သုံးလေးခါကျတော့ဒီနိုကိုကပြောဘူးလေဟဲ့ဒီနိုအဲ့လိုပဲငါနှစ်တိုင်းဆိုတော့အဲ့ဒီကောင်အဲ့တော့ကြားပြီးတော့တွေ့လိုက်လိုက်ကြက်နေတာတွေ့လူချင်းဘယ်နေရာမှာတွေ့တွေ့လက်လာခဲ့ပြီးကိုရတော်ကြီးကျွန်တော်အလုပ်တွေပြန်လုပ်ကြအောင်ဆိုအဲ့တော့သူစတာဒါပေမဲ့အဲ့စနေရသူနဲ့ကိုညောက်ပဲသေးတာအဲ့ကြောင့်ကိုကပြောတယ်ဒီနိုနဲ့ကိုဘယ်နာတွေ့လဲဆိုတွေ့ရင်တွေ့မယ်ကွာအဲ့လိုမျိုး seriously အလုပ်နဲ့မရှိဘူးလေဒီနိုကသူ့အိမ်ကလည်းသူကအခု FMI နဲ့ပြောင်းသွားတော့ the rest လို့မရှိတော့ ဆိုတော့အခုလည်းမသွားပြတော့မက်ထရီစီလို့တွေ့လဲလေအမြန်ပြောပြတယ်ဒါကြီးကအတိတ်တစ်ခုနဲ့သွားပြီလေအခုတော့ကျင်နေခဲ့တဲ့နေရာပေါ့နော်သူအိမ်အောင်မှာနောက်ပြီးတော့ဒီလိုတို့မိသားစုကခရီးယံသူတို့သူ့ဖေကခိုင်းချုပ်ကြီးခရီးယံခိုင်းချုပ်ကိုဝေထုံးအောင်အခုသာသနာဟိုသူတို့ခရီးယံဟိုဖာသာဖြစ်နေပြီပေါ့နော်ကိုသိသလားပေါ့အခုကလည်းခရီးယံနောင်သိမ့်မလဲဆိုတော့ကိုထုံးတို့မိသားစုကခရီးယံတမတကယ်အထုတ်ထိတ်ဟိုခိုင်းချုပ်နဲ့ပတ်သက်တဲ့သာသနာရေးနဲ့ပတ်သက်အတုတ်နဲ့အကောဖိုးသွားပါလား အကိုအဲ့မှာသွားနေပြီးတော့ခရီးရနေချာမှာအကိုကနေပြီးအကိုဘုရားပါပြီအောင်ကိတာသမားဖြစ်တာလားသူတို့ဘဝတွေချာမှာအကိုကအကိုကိုသူကဘုရားပါလာမှန်းသိတယ်ဒါမဲ့ရတယ်အကိုဘာရတယ်ကျန်တာတွေပြပါကြည့်မှာကျန်တဲ့ကိစ္စတွေဘာမှဟိုအကိုတို့ဘဝမှာဟိုဘာသာရေးခွဲခြားမှုလုံးဝမရှိဘူးလေလူမျိုးရေးခွဲခြားမှုလုံးဝမရှိဘူးဟုတ်မအကိုနဲ့အရန်ခင်ကြတဲ့အခါကျတော့အကိုကလည်းကိုရီကိုရီတို့တို့နဲ့ဒီမက်ထရီစီတို့နဲ့ဒီတို့နဲ့ပေါင်းတာခရီးရနဲ့ဘုရားပါလာပေါင်းတယ်မကန်စားရအောင် သူတို့ကလည်းအကိုကိုအဲ့လိုမျိုးခွဲခြားဆန္ဒမရှိတော့အကိုတော့အဲ့လိုအရန် flexible ဖြစ်တယ်လေဆိုတော့မိသားစုကြီးလိုဖြစ်နေတာလေအဲကြောင့်သူတို့ဖျားချောင်းသွားလဲနောက်ဆုံးအကိုတော့အဲ့မှာအကိုနေတဲ့အချိန်မှာဒီနော်တို့မိသားစုနဲ့ဘယ်လောက်ခင်လဲဆိုတာတခါအဲ့ Korean သင်အုပ် Korean ဘက်ကတယောက်ကသွေးလိုတယ်သူတို့သင်အုပ်ဆရာဆိုခိုင်းချုပ်ဆိုတော့ဟာဆင်းရဲနော်မှာလေမွေးကလာကလေးလေးသွေးလိုတာသွေးလိုဖုန်းလန်းဆက်တော့သွေးလိုမဲ့လူမရှိဘူးလမ်းអော်တာကိုအကိုကဆူရကြားနေရတယ်ကြားတော့ကိုကဘာသွေးလဲလမ်းပြီးတော့អိုသွေးဆိုအကိုကလည်းអိုသွေးပဲအဲအကိုကျွန်တော်လူမဲ့ဆိုလူလိုက်လွယ်ကိုအဲ့ညာကြီးသွားလူတာ အဲ့ကလေးတွေအခုဘယ်လောက်ဖြစ်လဲအနှစ်အသက်20လောက်တော့ဖြစ်နေပြီဆိုတော့သူ့အဖေမိနဲ့တွေ့ရင်ကိုယ်တော့သွေးပါလို့အဲ့ကလေးအခုတော့ဂီတသမားဖြစ်လာလို့ပြောတာအကိုကအဲ့ဒီသွေးပါလှူဘူးတယ်ပြောချင်တယ်သူတို့အမမတော့ကအကိုစီတောင်းတာမဟုတ်ဘူးသူတို့ဘာသာရေးအသင်းဘွဲ့စီတောင်းတာသွေးတူတဲ့လူရှိလားပေါ့သူတို့လမ်းမီဖုန်းနဲ့မေးကြရင်အော်ဟစ်မေးကြတာဟိုစိတ်ပါတယ်လူပေါ့ဖြစ်ချင်တော့အကိုကအိုဖြစ်နေတာအိုသွေးဖြစ်တော့အကိုလှူမယ်ဆိုပြီးပြောတော့သူတော့မယုံနိုင်ဘူးတချို့တွေသွေးလှူဖို့နည်းနည်း sensitive ဖြစ်တယ်လေအကိုကလည်းအဲ့လိုလှူရဲလားဆိုတော့လေအကိုလည်းကိုယ့်ကိုမသိကြဘူး အကိုလည်းရှင်းမှမဟုတ်ကျင်နေတဲ့လောကကြီးမှာကိုယ်တူရဘာယောဂမှမရှိဘဲနဲ့တန့်ရှင်းလာတော့ကိုယ်လည်းမသိဘူးအဲ့ကလေးအသက်ကိုကယ်ဖို့တော့အကိုကလူလူလေးပြောတာတကယ်ကသွေးစစ်တော့အကိုလည်းသွေးပြက်တာတယ်မအကိုတင်းတော့မဟုတ်တာတခုတည်းအကိုအချက်လည်းကွဲမယ်တိတ်ကလည်းကြားမယ်သူတို့အားလုံးကြားမှာလဲပြန့်သွားမှာလေဒါပေမဲ့ကံကောင်းတော့သူတို့ကအကို test လုပ်တဲ့အချိန်15မိနစ်လောက်အကိုစောက်ပြန်ကိုလည်းဆောင်းဝဲစစ်တယ်လို့ပဲကြောက်လာတယ်မသူ့သားလူကြတယ်တမအဲ့တော့အကိုသွားတော့ကိုနေတော့လည်းဆောင်းဝဲအောင်နေတယ်ကိုနေတော့ဘာမှမရှိဘူးလေလူလို့ရပြီဆိုလူလိုက်ရဆိုပြောချင်တာကကိုဝေတို့တို့ ခရစ်ရဲ့အတိုင်းဝဲနဲ့အကိုဘုရားဘာသာတယောက်ပဲမယ်အကိုကအဲ့လိုမျိုးဘာသာရေးမှလည်းတယောက်တယောက်ဟိုစီးမရှိဘူးစီးချမထားဘူးအဲ့လိုခင်မယ်မယ်ဆိုတော့အဲ့လိုခင်တဲ့ကလေးဆိုတော့အခုအခုလက်ရှိ current ဖြစ်နေတဲ့ interview တွေမှာပြောနေကြတဲ့ post တွေမှာအတင်းတို့ဝန်နေတာကပုံစံတစ်မျိုးအကိုတို့တည်တာပုံစံတစ်မျိုးပြောချင်တာတေမဆွေမျိုးဆက်တဲ့ပုံစံမဟုတ်ပါဘူးတင်မအကောနာမီသူအောင်မြင်လို့မအောင်မြင်လို့စီးကြယ်လို့မကြည့်ချင်ဘူးဘာမှမဟုတ်ဘူးကို့လက်ထက်ကလေးတယောက်နေနေမင်းညဆိုစိတ်မကောင်းဖြစ်တာပဲ ကိုမိသားစုဝင်တယောက်နေတယ်ဗျာနော်အကိုလည်းမကောင်းဘူးကိုကနေတည်ထားတဲ့ကလေးလေးတယောက်ဟုတ်အကိုအကိုမိမအစားစိတ်မကောင်းဖြစ်ကြတာသူ့ကိုဟိုချီလာတာသူတို့ညီကိုတော့လုံအကိုတွေထိန်းလာတဲ့သဘောလေးရှိတာဗောနော်ဆူရူမှာဆိုတော့ဟိုမဖြစ်တဲ့နာဖြစ်အောင်တခါကြတခါနေဆော့ရလဲထိန်းရတာဗောနော်တခါကြတခါအောက်မှာတောင်းကျန်းလာလဲတောင်းကျန်းရအောင်မဆော့လဲသွားပါကြမောင်းထုတ်ရတဲ့အစင်းကိုအကိုတို့လောက်ရတယ်ခေါ်ဘာကြောင့်တခါကြတချင်းတိနေအနောက်ဆက်ဖြစ်လို့ဒီကောင်ကအဲဝါနာသိကြီးရလေဆိုတော့အခုကျတော့ကိုတို့အောက်ကကလေးကကွယ်လွန်သွားတဲ့ခါကျအကိုတို့မနေ့ပြန်သူတို့နာရေးရှိနေတူတယ်အခမ်းနာကလေး ရှိတယ်ဆိုတော့အဲ့တော့သူနိုင်ရေးလောက်တဲ့ဖះเจ้าတော့အခုကျွန်တော်သွားမှာပါဒါပေမဲ့သူအခုလည်းတော့မချင်ညာသေးဘူးကျွန်တော်လည်းဥပစာနယ်ရမနေ့ကနိုင်ရေးကုညီအတင်းကုညီပေးဖို့ဖုန်းဆက်တယ်ဒါသူတို့ဘက်ကခရီးရနေတက်ကကုညီမှုအတင်းတစ်ခုကတာဝန်ယူပြီးအဆောက်အုံလုပ်ပေးမယ်ဆိုတဲ့အတွက်ကျွန်တော်မက်ဂျန်နီနဲ့ဆက်ရမက်ဂျန်နီကယူရီးယားရောက်နေရောက်နေတော့ယူရီးယားနဲ့မက်ထရစီပြန်သွားပြီးတယ်ဖြစ်တယ်တော့မက်ထရစီကထိုင်းမှာရှိပုံရတယ်ထိုင်းကနေသူ့အမေဆက်တယ်များတယ်သူ့အမေကထိုင်းမှာရှိပုံရတယ်အဲကြောင့်ကျွန်တော်မဆက်ကားသေးပါဘူးဒါမဲ့လည်း ခုချိန်မှာသူရေးတဲ့စာရလည်း matrix ကဟိုဖုန်းနဲ့မကင်နိုင်တဲ့အတွက်ခွင့်လို့ဘာလို့ရေးတဲ့အတွက်အခုတို့လူမှုရေးရမဆက်တာပါ